မြန်မာနိုင်ငံမှာရှိတဲ့ဟိုတယ်စုံ၁၇စုံနဲ့နေပြည်တော်ကိုလာရောက်လည်ပတ်မဲ့နိုင်ငံသားအဲ့တဲ့ပုံမူရရှိစေဖို့တရက်တာအခမဲ့တဲ့ကိုကွင်းအပါအဝင်အခြားဝန်ဆောင်မှုတွေကိုပါဟိုတယ်နဲ့ခီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနကအခမဲ့စီစဉ်ဆောင်ရွက်ပေးသွားမယ်လို့ဟိုတယ်နဲ့ခီးသွားလာရေးလုပ်ငန်းဝန်ကြီးဦးထေအောင်ကပြောပါရယ်နေပြည်တော်ကိုဧပြီလကနေဇွန်လတွင်လာရောက်တဲ့နိုင်ငံသားအဲ့တဲ့တွေကိုလေစိတ်ကနေတဲခုမဲ့ဟိုတယ်အထိပို့ဆောင်ရေးရှင်တွေကိုအခမဲ့စီစဉ်ပေးမှာဖြစ်ပြီးဟိုတယ်မှာမနက်စာအပါအဝင် တရက်တာအခမဲ့တဲခိုခွင်တွေကိုဟိုတယ်နဲ့ခီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနကစီစဉ်ပေးသွားမှာဖြစ်တယ်လို့သိရပါဗျ။ဒါအပြင်ဇူလိုင်လကနေစက်တင်ဘာလအတွင်းလာရောက်လည်ပတ်တဲ့နိုင်ငံသားသားခီးသွားဧည့်သည်တွေအတွက်နေပြည်တော်ဆောင်မှာရှိတဲ့ဟိုတယ်30လုံးကတရက်ကို10ခန်းလုံးနဲ့အခမ်းပေါင်း330ကိုဒေါ်လာ30နဲ့တဲခိုနိုင်စေဖို့ဈေးလျှော့ချပေးသွားဖို့ရတာပြင်နေစဉ်နေပြည်တော်လေးစိတ်ကနေဟိုတယ်ဆောင်အထိလူဦးရေ45ဦးဆက်ရင်ငါးစီးနဲ့ပို့ဆောင်ပေးဖို့စီစဉ်ပေးသွားမယ်လို့လည်းသိရပါဗျ။ နေပြည်တော်ဟာခရီးသွားမများတဲ့အတွက်ခရီးသွားတွေကိုဆွဲဆောင်မှုလုပ်တာဖြစ်ပြီးအခုလျှော့ပေးမယ့်ဈေးဟာလည်းပုံမှန်ဈေးထက်10ရာခိုင်နှုန်း15ရာခိုင်နှုန်းလောက်ပဲကွာတာဖြစ်တယ်လို့ရွှေပြည်တော်ဟိုတယ်ကအမှုဆောင်ဒါရိုက်တာဦးသိန်းထွေးကပြောပါတယ်။အခုလိုဟိုတယ်အခန်းကားတွေနဲ့ခရီးသွားတွေကိုဆွဲဆောင်မဲ့အပြင်နေပြည်တော်မှာရေပူစမ်းစစ်စခန်းတွေနဲ့ခရီးသွားတွေစိတ်ဝင်စားမှုများပြားတယ်။ခရီးသွားဒေသတခုပြည့်ဆွဲဆောင်မှုတွေလည်းပြုလုပ်နေတယ်လို့သိရပါတယ်။လက်ရှိနေပြည်တော်ဟိုတယ်စုံမှာ ဟိုတယ်စုစုပေါင်း52လုံးရှိပြီးအခန်းပေါင်း4000ကျော်ရှိကဟိုတယ်31လုံးဖွင့်လှစ်ပြီးဖြစ်ပါတယ်။